ယုံကြည်ခြင်းတိုင်းလွှားဆိုတာပါလေယုံကြည်ခြင်းကိုဘာကြောင့်တိုင်းလွှားနဲ့နှိုင်းရှင်ထားတာလဲဆရာမနက်ပြစ်ခတ်တော့မိဆက်လက်နဲ့ကိုကာတတ်နိုင်တော့ယုံကြည်ခြင်းတည်ဥတော့လွှားကိုလည်းခတ်သိမ်းသောလက်နက်တို့အပေါ်မှာထပ်ဆင်၍ယူဆောင်ကြလောရန်သူစာတန်မနက်ရဲ့လောက်ရတခုကပါလဲဆိုရင်ကျွန်တော်တို့ဖျားပေါ်မှာယုံကြည်ချက်ပြတ်အောင်အင်းအမြဲတမ်းသူကထိုးနဲ့လိမ့်မယ်တိုက်ခိုက်လိမ့်မယ် maybe လိန်ညာမှုတွေ ਨੇ တိုက်ခိုက်မယ် maybe อืม slender ဆိုရဲစကလုံးဆိုးွားတဲ့စကလုံးနဲ့တိုက်ခိုက်မယ်အဲ့ဒီမီးဆက်လက်နက်တွေကိုတဲ့อืมကာနိုင်တဲ့အရာကြတာတခုပဲရှိတယ်လွားလေလွားဟုတ်တယ်ဆိုတော့ဒိုင်လွားဆိုတော့အဲ့မီးဆက်လက်နက်ဆို fiery dark ဆိုရဲအတိတ်ပဲကဒီအင်္ဂလိပ်ကျမ်းစာမှာဆိုရင်တော့မြားတွေပေါ့မီးဆက်လက်နက်လို့ပြောတဲ့ခါမှာအရင်တော့ဆိုရင်မြားကိုသူကမြား မြားထိတ်ကိုဒီစီလူးလိုက်တာပေါ့เนาะစီလူးလိုက်တယ်ပြီးရင်မီးရှို့လိုက်ပြီးတော့လှမ်းပစ်လိုက်တယ်ဟုတ်ကဲ့အဲ့ဒီလှမ်းပစ်လိုက်တဲ့အခါမှာမြို့ရိုးတွေမှာအိမ်များဆိုက်သွားပြီးမီးလောင်သွားတယ်ဆိုတော့အဲ့လိုပဲရန်သူတွေเนาะသူတို့ကဒီလိုမြားနဲ့လှမ်းပစ်တယ်ရိုးရိုးမြားမဟုတ်ဘူးမီးမြားဆိုတော့အမှမီးဆက်လက်နဲ့ဆိုတာမီးမြားလို့အမှန်ရတယ်ဆိုတော့အဲ့ဒါကိုကာနိုင်ဖို့ကလွှားလို့တယ်ဆိုတော့အဲ့ဒီလွှားသူတို့ အဲ traditional အရာဆိုရင်တို့ဒီရိုးရပေါ့နော်တို့လောက်တာဘာနဲ့လောက်ထားလဲဆိုတော့အဲ့ဒီမီးဆက်လက်နဲ့ကိုကာဖို့နော်ဆိုတော့ဒီလွှားကတအားကြီးကြီးသွား challenge နဲ့တခုမှကာလို့မရဘူးကာလို့မရဟုတ်တယ်ဆိုတော့ခေါင်းနော်ကျွန်တော်တန်ခမောက်လုံးစောင်းလို့ရပါတယ်ကျန်ကျန်တဲ့လက်နဲ့ဒီကြီးကြီးလိုက်လေနော်ဒါပေမဲ့လွှားကကာဖို့လိုတယ်ထုံနည်းလကောင်းပဲအဲကျွန်တော်ရဲ့ယုံကြည်ခြင်းဟာလေอืมရန်သူလာတိုက်မဲ့မီးများကိုကာနိုင်တဲ့ ်တခုတည်းတော့လည်းနဲ့ဖြစ်တယ်ဒါဆိုလို့ရှိရင်ကျမတို့ဒီအာဒိုင်းလွှားဆိုတဲ့အရာယုံကြည်ခြင်းဒိုင်းလွှားဆိုတဲ့အရာကတခါတည်းမှာခုခံနိုင်တဲ့အရာပေါ့နော်ရန်သူရဲ့မိဆက်လက်ကိုခုခံနိုင်တဲ့အရာဖြစ်တယ်တချိန်တည်းမှာပဲကိုယ့်ဟာကိုယ်လည်းကာကွယ်လို့ရတဲ့အာလက်နက်စုံတစ်ခုပဲပေါ့နော်ဟုတ်တယ်ဆိုတော့လွှားကအာဒီအဝေးကနေဆိုရင်တော့ခုခံတာအင်းအဝေးကြီးကနေပြစ်လိုက်တဲ့မြအောင်ခုခံတာဖြစ်တယ် ဆိုတော့အကယ်၍နီကတ်တိုက်ပွဲတွေကြတော့ဩနီကတ်ဒါနဲ့ထိုးတာဒါနဲ့ထိုးတာဆိုရင်လည်းကာလို့ရတယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူတို့ကအဲ့ဒီယုံကြည်ခြင်းကိုအဲယုံကြည်ခြင်းတီးဟူတဲ့ဒီဒိုင်းလွှားပေါ့နော်ဒီလွှားကိုဂိုင်ထားတဲ့အချိန်မှာလဲ तू ကလေอืมဒီအနီကတ်တိုက်ပွဲမှာတစ်ခါလေဒါနဲ့ခုတ်လို့မရတဲ့တနေရာတွေရှိတတ်တဲ့ခါမှာအဲ့ဒီဟာနဲ့လဲတွန်းပလိုက်လို့ရတယ်อืมအဲ့လိုတွန်းလိုက်လို့ရတယ်ပေါ့နော်ဆိုတော့အတိတ်ပဲပါလဲဆိုတော့ယုံကြည်ခြင်းရှိလာပြီဆိုရင် အဝေးကလာတဲ့လက်နက်ကိုကာနိုင်တယ်အနီးကလာတဲ့လက်နက်ကိုကြတော့တွန်းလှန်နိုင်တယ်အာမင်အမတမ်းမကောင်းတဲ့လက်နက်ဖြစ်တယ်ဆိုတော့အနည်းအဖြစ်ဒီဟာကတော့ယုံကြည်ခြင်းတိုင်းလှားစရာကတော့တခြားလက်နက်တွေဝတ်ထားပေမဲ့အဲ့လက်နက်တွေရဲ့အပေါ်မှာထပ်ဆင့်ပြီးတော့မှယူရတဲ့အရာတစ်ခုပေါ့နော်ဟုတ်တယ်ထပ်ဆင့်ယူရတယ်ဆိုတဲ့သဘောကတော့တခြားလက်နက်တွေပါတယ် ဒါပေမဲ့အဲ့ဒီအပေါ်မှာလေသူကလွှားမပိုင်သွားပြီလေသွားပြီလိုမအဝေးအဝေးကတိုက်ခိုက်တာဘယ်လိုမှမဝါမခံနိုင်တော့လွှားမပါဘူးဆိုရင်ဒါကြောင့်မလို့ကိုကိုကိုလာထိမဲ့အရာတွေနော်ကျွန်တော်တို့ဒီရင်ဦးတစားတွေတတ်ထားတာတော့ဟုတ်တယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီမီးဆက်လက်နဲ့မီးများလာရင်တော့ရင်ဦးတစားလည်းမခံနိုင်ဘူးဟုတ်တယ်နော်ဆိုတော့ဒီမြားကိုကာနိုင်တဲ့အရာကတော့อืมတိုင်းလွှာဖြစ်တယ်ဆိုတာကိုဒီလိုလို့ရတယ်